Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်ကနေ့စဉ်ပေါ်မှာအရင်ကလည်းအသုံးများပြီးတော့ဒါပေမဲ့မသိထားဘူးဆိုလို့ရှိရင်ဟာဟင်းဆိုပြီးတော့ဖြစ်သွားစေတဲ့ခါတာခဏလေး၁၀လုံးကိုမိတ်ဆက်ပြီးတော့မှဖြစ်ပါတယ်၁၀လုံးဆိုပေမဲ့ တော်တော်လေးကိုဒါနေ့စဉ်ဘွားမှာအများကြီးသုံးဝင်မှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ပေးဖို့တဲတရားပါမေတ္တာရက်ခံပါတယ်။အဲ့တော့ဒီနေ့မှာဆိုလို့ရှင်ပေါ့နော်။အဲထုံးစံအတိုင်းပဲအဖြစ်ကိုအရင်မပြောဘဲနဲ့အဲအရင်ဆုံးမေးခွန်းလေးရှိမယ်ပေါ့နော်။အားလေးကိုအတူတူစဉ်းစားကြည့်ပြီးတော့အဖြစ်ရှာတဲ့ပုံစံမျိုးလေးနဲ့သွားချင်ပါတယ်။ပထမဆုံးစကားလုံးလေးကကြတော့ဒီမှာ Morning Good Sudu ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ Morning Good Sudu မောနီမနက်ခင်းမနက်ခင်းလောက်တယ်တဲ့အဲ့တော့ဟိုဒီစကလုံးလေးတွေอ่ะပေါ့เนาะခတာခနာစကလုံးလေးတွေကသူတို့ကဓာတ်ရိုက်ဘာသာပြန်တဲ့စကလုံးလေးတွေလည်းရှိတယ်လို့မျိုးပေါ့เนาะဂျပန်လူမျိုးတွေသူတို့ပဲလို့တီထွင်ပြီးတော့ပြောဆိုကြတယ်ဝါဆေးအေဂေါလို့ခေါ်တဲ့ဂျပန် မှာ made in japan အင်္ဂလိပ်စကလုံးတွေလည်းရှိတယ်ပေါ့เนาะအဲ့ဒါတွေတွေကတခုဖြစ်ပါတယ် morning good ဆိုတော့ဘာလောက်တာလဲမျက်နှာတက်တာပြောရလားတောတက်တာပြောရလားအဲ့တော့အဖြေက morning good ဆိုတော့ဆိုတာက morning good suit အဲ့တော့ကျွန်တော်မနက်ခင်းပေါ့နော်ယုံသွားတဲ့အချိန်အဲကြောင်းသွားတဲ့အချိန်နေဆိုလို့ရှိရင်လို coffee sign တို့ဒါမှမဟုတ်လို့ရှိရင်အဲပေါင်မုတ်ဆိုင်တို့ဘာလို့မှဆိုလို့ရှိရင်သူက morning set ဆိုပြီးတော့ menu ရှိတတ်တယ်ပေါ့နော်သူက coffee ပါမယ်ပြီးလို့ရှိရင်ပေါင်မုတ်စားစရာတခုခုပါမယ်ပေါ့နော်တချို့ဆိုင်တွေဆိုလို့ရှိရင်အဲ့လိုအဲ yogurt လေးပါလေးတွဲပြီးတော့ပါတယ်ပေါ့နော်အဲ့ဒီ set ကိုစားတာကို morning good suit ဆိုပြီးတော့ပြောတယ်ပေါ့အဲ့တော့ဟို အဖြေကိုဘလို့မှတ်ထားလို့ရလဲဆိုတော့ကျွန်တော်ဆိုင်မမနှက်စာကိုမနှက်စာကိုဆိုင်မှာသွားပြီးတော့စားတယ်အဲစားတာကဘာမှကိုစားကျင်တဲ့ဟာစားတာမဟုတ်ဘူးနဲ့သူတို့ကတတ်မှတ်ပေးထားတဲ့အဲ morning set ဆိုတဲ့ menu ကိုရွေးပြီးတော့စားတာမျိုးပေါ့နော်အဲ့ဒါမျိုး morning good soup တို့ဆိုပြီးတော့သူတို့ကတုံးတာဖြစ်ပါတယ်တစ်ခါလေကြလို့ရှိရင်လို့ကိုယ့်အိမ်မှာကိုမနှက်စာစားတာတွေပါရောလဲတုံးတာမျိုးတော့ရှိရပေါ့နော်ဒါပေမဲ့များသောအဖြစ်အကြောင်း morning good soup တို့ဆိုလို့ရှိရင်လို့ morning set ကိုသွားစားတာမျိုးပြောတာဖြစ်တယ်ပေါ့နော်อืม ဘယ်လိုသဘောရပါလဲမနက်ခင်းကိုမနက်ခင်းကိုလှုပ်လိုက်တယ်ဆိုပြီးတော့တို့ဟိုတို့ကဆိုတော့ဟုတ်နေရပဲပေါ့เนาะအဲ့တော့စိတ်ဝင်စားဖို့ကောင်းပါတယ်နောက်ထပ်တစ်ခုကြည့်ကြည့်အောင်အာ repeater အဲ့တော့ခတခဏလေးနဲ့ဆိုလို့ရှိရင် repeater ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကိုမြန်မာနိုင်ငံကလူတွေပေါ့เนาะအထူးသဖြင့် repeater လို့ခေါ်ခဲ့ရကျွန်တော်သဘောကျမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာ repeater ဆိုတာကဆောင်းပွက်ကြတဲ့လူတွေပြောတာလေနော်ဆောင်းပွက်ကြပြီးတော့နောက်တစ်ခါကြောင်းပြန်တဲ့လူတွေ repeater repeater ဆိုပြီးတော့ခေါ်တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင် repeater ဆိုတဲ့စကားလုံးက အဲနည်းနည်းလေး minus အသေးပဲရောက်တယ်ပေါ့နော်ဒါပေမဲ့ဂျပန်နိုင်ငံမှာကဒီ repeater ဆိုတာကကောင်းတဲ့အသေးပဲ ਨੇ သူတို့ကတယိုတသေးခေါ်တဲ့စကားလုံးလေးပေါ့နော်အဲ့တော့ repeater ဆိုတာကအသေးပဲက riot customer ဆိုတဲ့အသေးပဲမျိုးပဲပေါ့နော်ကိုယ့်ရဲ့ဖောက်တယ်ဆိုတဲ့ဥစ္စာပေါ့နော်ကိုယ့်ရဲ့ဖောက်တယ်ဆိုတာကိုသူတို့က repeater ဆိုပြီးတော့ခေါ်တာများတယ်အဲ့တော့တစ်ခါလေးကြာလို့ရှိရင်အဲ့လို repeater ponset key လို့ပေါ့ဆိုကိုယ်ဆိုင်ရလာတဲ့ဧည့်သည်လေးကို analysis လုပ်တယ်အဲဘာတွေလုတ်ပြရမလဲဆိုတဲ့ဥစ္စာမျိုးအဲ့လိုမျိုးလေးပါရှိတယ်ပေါ့နော်ဒီအဲ့တော့ဟိုပုံမှန်ဆိုလို့ရှိရင်တော့သူက riot customer ထက် ည်းနည်းလေးအဲ royal customer ဖြစ်တော့မဲ့သူတွေပေါ့နော်ထပ်ခါတက်ခါဆိုင်အောင်လာတဲ့သူတွေကိုသူက repeater ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့ repeater လို့ခေါ်ခံရတာကောင်းတယ်လို့မှတ်ရမယ်ပေါ့နော်ကိုကအိဆိုင်အောင်မြဲတမ်းသွားတာဖြစ်တဲ့အတွက်ဒီစကလုံးလေးလေးသဘောကျမယ်လို့ထင်ပါတယ်နောက်ထပ်တစ်ခုကြည့်ကြည့်ရအောင် make ဒါကတော့ main ကလေးတော့တည်မယ်ထင်တယ်ဒါပေမဲ့ဒီဗီဒီယိုကြည့်နေရကိုကိုတွေပါတယ်ဆိုလို့ရှင်တော့ဒီစကလုံးလေးတည်ထားပြီးပို့လိုအပ်မယ်လို့ထင်တယ် make make ဆိုတာကဟုတ်ပါတယ် English လို့ဆိုလို့ရှင် make make ဆိုတဲ့ဥစားနေလာတာပေါ့နော်ပြုလုပ်တည်ဆိုတဲ့အထိပဲမဟုတ်ပါဘူး make ဆိုတာကသူက noun အနေနဲ့သုံးပြီးတော့ကောင်မလေးအလှပြင်တာပေါ့နော်အဲ့တော့ဟိုကောင်မလေးအလှပြင်တာ make up ပြင်ထားတဲ့ဥစားသူက make ဆိုပြီးတော့သုံးတယ်ပေါ့နော်အာကျွန်တော် make create this နဲ့ဆိုလို့ရှင်အာဒီနေ့လှပြင်ထားတယ်ဒီနေ့ make up ပြင်ထားတယ်တော်တော်လှတယ်ပေါ့ဆိုတဲ့အထိပဲမျိုးလေးနဲ့ပြောတာပေါ့နော်အဲ့တော့ ကိုရီဆိုလို့ရှိရင်ကိုယ့်ကောင်မလေးကိုချီးကျူးပေးဖို့အတွက်ဒီစကားလုံးလေးမှတ်ထားပေးပြီးတော့လိုတယ်ပြီးတော့မမရေဆိုလို့ရှိရင်လည်းဒါအလှပြင်ရကြိုက်တယ်ဆိုလို့ရှိရင် make cool ဆိုတဲ့စကားလုံးလေးတည်ထားပေးဖို့လိုအပ်တယ်ပေါ့နော်ဒါလည်းကျွန်တော်တည်ထားတဲ့ you you english စကားလုံးနဲ့ဆိုလို့ရှိရင်တော့အဲနည်းနည်းလေးอืมဆိုပြီးတော့ဖြစ်စီရဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဒီမှာထည့်သွင်းပေးထားဖြစ်ပါတယ်အဲ့တော့ဒါလေးလက်မှတ်ထားပေးနော်နောက်ထပ်တစ်ခုကြည့်ကြည့်ရအောင် soft to cream ကိုအစားတောက်ချိတ်တဲ့သူတွေဆိုရင်တော့တခြားပေါက်သိလိမ့်မယ် soft to cream ကို soft cream soft cream ဘာ ido soft cream ဆိုတာက soft cream soft to cream อืมซ้าเสียตะคุกูโลรอเทียได้ဟုတ်เออဟုတ်ပါတယ်อารมณ์ติดทาไปဖြစ်တဲ့အတိုင်း soft to cream ဆိုတာကရေခဲမှုပြောပါတော့များသောဖြင့် ice cream ဆိုတာတဲ့သူတို့မှာကလေအဲ့လိုနည်းနည်းလေးဟိုဂျပန်နိုင်ငံမှာမုတ်တရားလည်းအရင်များတော့လေ convenience store သွားလိုက်ပြီးဆိုတာနဲ့တိတာရဲသူတို့မှာ ice ဆိုတဲ့ဥစ္စာလည်းရှိတယ်လို့မျိုးဒီလိုမျိုးအာ cream ဘတ်သွားတဲ့ဥစ္စာမျိုးလည်းရှိရပါတော့များသောဖြင့်သူတို့က ice cream ဆိုရဲ ice cream ဆိုတာထက်အဲ့လို ice ကိုတက်တက်ပြီးလို့ရှိရင်ဒီ soft cream ကိုတက်တက်ခွဲချပလိုက်တယ်ပေါ့နော် ice လို့ပြောလိုက်အများသားဖြင့်ရေခဲချောင်းလို့နည်းနည်းရေခဲဘက်ရောက်တဲ့အရာတွေဆိုသူတို့က ice ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲပြီးလို့ရှိရင်ဒီဘက်ရေခဲမုတ်ဘက်ရောက်သွားတဲ့ဥစ္စာမျိုး cream ရေခဲမုတ်ဒီဒီ cream ပေါ့နော်အများသားဖြင့်အဲ့လိုအရာတာမျိုးဆိုလို့ရှိရင် soft cream ဒီဟာကို soft cream ဆိုပြီးတော့သူတို့ကခေါ်တယ်ပြီးရင်သူတို့မှအဲ့လိုမျိုးလေး sweet ဆိုပြီးတော့ရှိသေးရဲ့ sweet s w e e t sweet အဲ့ဒီဥစားကြတော့လည်းဒီလိုချိုတဲ့မုတ်လေးပေါ့နော်မုတ်ချိုလေးတွေဆိုလို့ရှင်သူက sweet ဆိုပြီးတော့ထပ်ပြီးတော့ခေါ်တာမျိုးလေးလည်းရှိသေးရဲ့ပေါ့နော်အဲ့တော့ soft to cream တော်တော်လေးကိုအသုံးများတဲ့စကားလုံးဖြစ်ပြီးတော့နည်းနည်းလေးอืมဆိုပြီးတော့ဖြစ်စေတဲ့ခတာခဏစကားလုံးတွေမှာသူလည်းပါတယ်ပေါ့နော်အဲ့တော့ဒါဒီရေကမုတ်လေးကိုစားရကြိုက်တယ်ဆိုလို့ရှင်တော့ဒါ ice cream မဟုတ်ဘဲနဲ့ဒါဒီ soft to cream မှုဖြစ်ပါတယ်အဲ့တော့ဒါလေးမှတ်ထားပေးမယ်နော်နောက်တစ်ခုကြည့်ကြည့်အောင်ဟော fronto ဒါမှန်းနေဆိုလို့ရှိရင်တော့အရင်ကိုတော်ဝါဘီလို့ပြောလို့ရတယ် fronto fronto အဲ့တော့ hotel ဒီဘက်မှာအလုပ်လုပ်တဲ့သူဆိုလို့ရှိရင်တော့ယင်းနီနီဒီမဲ့စကားလုံးလေးဖြစ်တယ် fronto fronto f r o n t friend အဲ့တော့ကျွန်တော်သိထားပြီးတိုင်း friend ဆိုတာကအရှိကိုပြောတာအဲ့တော့ fronto ဆိုလို့ရှိရင်လည်းမရအရှိပေါ့နော်အဲ့အဲ့ဒါပြောချင်တာလားเออမဟုတ်ပါဘူးအဲ့တော့ဂျပန်ဘာသာစကားမှာ front door ဆိုတဲ့ခါတာခဏစကားလုံးလေးကဒီ reception ကိုပြောတာပေါ့เนาะကျွန်တော် အများသားဖြင့် okay okay ဆိုပြီးတော့ဟီတာကနအဲယိုယိုစကားလုံးနဲ့ပြောမှဆို okay okay ဆိုပြီးတော့ပြောတယ်အဲ့ okay okay ကိုကျွန်တော်တို့ front တို့ဆိုပြီးတော့ခေါ်ကြရတယ်ပေါ့နော်အဲ့တော့ဒီမှာပုံလေးထည့်ထားတယ်ပုံလေးထည့်ထားတာကဒီဗီဒီယိုကြည့်တဲ့သူတွေကိုမြေတားလက်ဆောင်အနေနဲ့အဲစကား review လေးလဲပေါ့နော်ဇလန် review လေးလဲပေးသွားချင်လို့ပါအဲ့တော့ဒီဇလန်ဇလန်လေးကဒီ2025မှာထွက်ထားတဲ့ဇလန်အစ်စ်လေးဖြစ်ပြီးတော့ကြည့်ပြရတဲ့လူတွေလည်းရှိမယ်လို့တော့ချင်တယ်သူက hot hot to spot to ဆိုပြီးတော့အဲဇာကနဲ့မလီရ hot to spot to ပေါ့နော်ရီရရဲ့တော်လေးကိုရီရရဲ့ဟာတာဆက်လန်လေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဟိုအချစ်ဆက်လန်ပါညာမဟုတ်ဖက်နဲ့အဲတော်တော်လေးကို story ရဆက်ဝင်စားဖို့ကောင်းတဲ့စကားလုံးလေးအဲစကားစကားလုံးလေးဖြစ်တယ်စကားလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ Netflix မှာကြည့်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုမကြည့်ရသေးဘူးဆိုလို့ရှင်ရှာပြီးတော့ကြည်ပါ recommend လုပ်ပါတယ်တော်တော်များများပေါ့နော်ကျွန်တော်ဒီစကားကိုဂျပန်လူမျိုးအဲမိတ်ဆွေတွေနဲ့အများနဲ့အဲ့လို ကြည့်တော့ကြောက်အတူတူကြည့်တာဆိုဟဲ့ပဲပိုင်းရောက်ပြီဆိုအများနဲ့ပြောဖြစ်တဲ့ပြောဖြစ်ခဲ့တဲ့ဇလန်လေးတွေတခုဖြစ်တယ်ပေါ့နော်တော်တော်လေးဂျပန်လူမျိုးတွေလည်းတော်တော်လေးသိကြတဲ့ဇကာလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဇကာကိုကြည့်ပြီးတော့အကဲရုံမအဲ့လိုဂျပန်လူမျိုးတွေဘာရှိရဲဆိုလို့ရှင်ဒီဇကာအကြောင်းလေးဆွေးနွေးကြည့်လို့ရှင်လည်းအရောက်ကောင်းဖို့ ਨੇ ပြောစက်ကောင်းတဲ့ conversation လေးဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ from to ဆိုတဲ့ vocab လေးလည်းမှတ်ထားပြီးပါအောင်ဇကာလေးကကြတော့အဲ hot to spot to ဆိုတဲ့ဇကာဇကာလေးဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဇကာတစ်ခုကိုကြည့်ကြအောင် ဝိုင်းရှာချ်ဒါတော့တော်တော်များများသိမယ်လို့ယုံကြည်တယ်ဝိုင်းရှာချ်ဝိုင်းရှာချ်ဆိုတာကကျွန်တော်အားလုံးသိထားပြီးတဲ့အတိုင်းအဲ white shirt ကိုပြောတာပေါ့နော်နောက်မှကျွန်တော်ပုံပုံပုံဟိုအဲ comment comment အဲ့တော့ white shirt ကိုပြောတာပေါ့အဲ့လိုညာတော့ဖြစ်ယောက်ျားလေး with ပေါ်က suit မဝတ်ခင်မှာအထက်ကနေပြီးတော့ခံပြီးတော့ဝတ်တဲ့ white shirt ပေါ့နော်အဖြူအောင် shirt အင်ကြီးကိုသူတို့က wine shirt ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်။ဒါလေးကလည်းပုံမှန်ဆိုလို့ရှိရင် မြင်လိုက်လို့ရှင်ဟာဆိုပြီးတော့ဖြစ်သွားစေတဲ့စကလုံးလေးဖြစ်တဲ့အတွက်ဒီမှာထည့်ပေးထားပါတယ်နောက်ထပ်တစ်ခုကကြတော့ဆွဆွာဒီမှာကြော်ပြီးတော့မြင်သွားလာတော့မသိမမြင်ကြောင်းဆောင်ပြီးတော့ home မှုဆိုတဲ့စကလုံးလေးဖြစ်ပါတယ် home မှုဆိုတာကကျွန်တော် english လို့တည့်ရဲ့ဘာသာပြန်လိုက်မယ်ဆိုလို့ရှင် home ပေါ့เนาะအိမ်ဆိုပြီးတော့ဖြစ်သွားမှာဒါပေမဲ့ ်ဂျပန်မနိုင်ငံမှာကျွန်တော်ပြောတဲ့ home မှုဆိုတာကအိမ်မဟုတ်ဖယ်နဲ့ platform ကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒါ home မှုလို့ပြောလာလို့ရှင်ရထားရတဲ့ platform ကို home မှုဆိုပြီးပြောတာဖြစ်တယ်ပေါ့နော်နေတဲ့အိမ်ကိုပြောတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီခါတခဏလေးကိုလည်းတတိထားပြီးတော့ကြည့်ပေးပါနောက်ထပ်တစ်ခု home မှု page ဒါကလည်းအရင်ကိုတော်တော်လေးကိုနေစဉ်ဘဝမှာမြင်နေကြားနေရတဲ့စကားလုံးလေးဖြစ်တယ်။မှားလို့တော့မရဘူးပေါ့နော်။ home page ကြီး။အဲကျွန်တော်မြန်မာနိုင်ငံမှာ website ဆိုလို့ရှင် website တူဆိုပြီးတော့ခေါ်တယ်။ ဂျပန်နိုင်ငံမှာ website လို့ပြောလဲလူလဲတော်တော်များများတော့ရှိတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ထင်တယ်90ရာခိုင်နှုန်းနဲ့အထက်လောက်ကဂျပန်လူမျိုး90ရာခိုင်နှုန်းနဲ့အထက်လောက်ကသူတို့ website ကို home page ဆိုပြီးတော့ခေါ်တာမျိုးရှိတယ်ပေါ့เนาะအဲ့တော့ home page ဆိုတာက website ကိုပြောတာ website ဆိုတာ home page ပဲပေါ့เนาะအတူတူပဲပေါ့เนาะအဲ့တော့ဒါလေးဒါလေးဒီစကလုံးလေးကလည်းတော်တော်လေးနိုင်ငံခြားသားရဲ့အနေနဲ့ဆိုဟွန်းဆိုပြီးတော့ဖြစ်စီတက်တဲ့ခါတခဏရေးထဲမှာပါတဲ့တစ်ခုဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါလေးလက်မှတ်ထားပေးပါနောက်တစ်ခု business hotel တွေအဲ့တော့ business hotel တွေဆိုရဲစကားလုံးလေးကလည်းတော်တော်လေးတုံးတယ်ပေါ့နော်ရင်းနှီးနှီးတည်ထားပြီးသားဖြစ်မဲ့သူတွေလည်းအများကြီးရှိမယ်လို့ထင်ပါတယ်။များသောအားဖြင့် hotel အမျိုးအစားအများကြီးရှိတဲ့နေရာပေါ့နော်ဈေးသက်သာတဲ့ hotel ပေါ့ business trip သွားတဲ့အခါတွေမှာများသောအားဖြင့်တို့ဒီရွှတ်ချောပေါ့နော် business trip သွားတဲ့သူတွေအတဲများတယ်။အဓိကတော့ဈေးသက်သာတယ်ဆိုတဲ့အသေးပဲမျိုးများတယ်ပေါ့နော် business hotel တို့ဆိုလို့ရှိရင်ဈေးသက်သာတဲ့အခန်းကျင်းတွေအဲ check in ကနည်းနည်းလေးနောက်ကျ မဝင်ရတဲ့အချိန်မျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြီးအကုန်လုံးပေါင်းပြီးသူတို့ကမဲနှစ်လပပလေးစကလုံးလေးပေးထားတယ် business hotel တို့ဆိုပြီးပေးထားတယ်ပေါ့နော် business hotel ဆိုလို့ရှင်ဒါ budget hotel ဆိုပြီးတော့ပြောလို့ရပါတယ်အော် business hotel ဆိုပြီးတော့ဟိုလိုအလုံးနဲ့မသွားဘဲနဲ့တခြားလူတွေတဲလို့မရဘူးလားဆိုတော့လည်းအဲ့လိုမဟုတ်ဘူးပေါ့နော်တဲလို့ရတယ်ဈေးသက်သာတယ်ဆိုတဲ့အထိပဲလှလှပပလေး business hotel တူဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့ဒီခတ်တကနာစကလုံးလေးလည်းမှတ်ထားပေးပါအောင်နော်อืม live live လူငယ်တွေဆိုရင်တော့ဒါတည်ထားပြီးပို့တော်တော်လေးကို live က ski ဆိုလို့ရှင် live ကိုကြိုက်တယ်ဆိုအဲဘယ်လိုမျိုးဖြစ်သွားမှာထင်တယ် live live အဲ့တော့ကျောင်းမြန်မာနိုင်ငံမှာ show ပွဲတွေဘာတွေကြည်တာဆိုလို့ရှင် concert ဆိုပြီးတော့ခေါ်တာဟုတ်เนาะ concert တို့ဆိုပြီးတော့ခေါ်တယ်ဒါပေမဲ့ဂျပန်နိုင်ငံမှာအဲ့လိုမျိုး show ပွဲကြည်တာတို့က live ဆိုပြီးတော့ခေါ်ကြရပေါ့เนาะဘာလို့လဲဆိုတော့တဲ့သူတို့ကဒီလိုမျိုးခွဲထားလို့ပေါ့เนาะ concert ဆိုတာကအရှိမ state scene ရှိမယ်ပြီးလို့ရှင်အဲ့တော့ထိုင်ကွာနေအဲ့လိုမျိုး ထိုင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးကြည့်ရတာမျိုးသူက concept လို့ခေါ်တာဖြစ်ပြီးတော့လူမျိုးလူငယ်တွေတွားတယ်ကျွန်တော် show ပွဲတွေပါတယ်ဆိုလို့ရှင်သူက live ဘူးဆိုပြီးတော့ခေါ်တာများတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှင်တော့ဒီဘက်ကဥစ္စာကိုလည်း concept ဆိုပြီးတော့တစ်ခါပေါင်းပြီးခေါ်လိုက်တယ်လို့ထင်တယ်ပေါ့နော်အဲအဲ့တော့ live ဘူးဆိုတာကဂျပန်နိုင်ငံမှာဒီဒီဘက်ကပုံစံမျိုးပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးလေးတော်တော်လေးကိုအဲနာမည်ကြီးရဲ့ခတာခနာစကလုံးလေးတွေမှာပါတယ်ပေါ့နော်အဲ့တော့ဒါလေးလေးမှတ်ထားပေးပါဦးโอเค နောက်ဆုံးတစ်ခုဖြစ်မယ်ထင်တယ်ဒါကလေ snack 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 ဆိုတာကအလုံးမလေးရေးထားပြီးတဲ့အတိုင်းပဲ snack ပဲ snack ဆိုတာက snack ဆိုတာကကျွန်တော်တိထားတာဆိုလို့ရှိရင်အစာပြေစားရမုတ်ကလေးတွေပေါ့နော်အဲ့ဒါမျိုးလေးကို snack ဆိုပြီးတော့ခေါ်တယ်အဲ့တော့ဂျပန်လူမျိုးတွေပြောတဲ့ snack ဆိုတာကဘာလဲ snack ဆိုတာကဘာလဲဆိုတော့ကတုံးတုံးဘာဖြစ်မယ်လို့ထင်လဲ ာဖြစ်မဲ့လို့ဖြစ်နေ snack ကစနက်ပေါ်ဘာဖြစ်အောင်မလဲအလိုဟုတ်ဘူးသူတို့ကတော်တော်လေးကိုတွေးတက်ခေါ်တက်တယ်လို့ပြောမှာပေါ့နော်တွေးတက်ခေါ်တက်တယ်ဆိုတာတဲ့အဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းဖန်တီးထားတယ်လို့မြင်ပါတယ်အဲ့တော့ဂျပန်နိုင်ငံမှာအဲ့လိုအယက်ဆိုင်ပေါ့နော်အယက်ဆိုင်နဲ့ကာရာအိုကေနဲ့တွဲပြီးတော့အဲ့လိုမျိုးရှိနေတဲ့ဆိုင်လေးတွေကိုအာ snack ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့ စနက်ခုတည်း働いているဆိုလို့ရှိရင်အဲအစာပြေမုံမှာအလုပ်လုပ်နေရဆိုအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့စနက်ဆိုတာကပေါ့ပေါ့ပါပေါ့ဟိုအရင်အကြီးကြီးမဟုတ်ဘူးအိမ်အိမ်စတိုင်လေးပဲအဲ့လိုလူနည်းနည်းစုလေးနဲ့အရင် အရက်တောက်လို့ရတယ်ပြီးလို့ရှင်ကာရာအိုကေဆိုလို့ရတယ်ပြီးအဲ့ဒီဆိုင်ရသူနဲ့အဲ့လိုစကားစမြည်ပြောလို့ရတယ်ဆိုင်မျိုးပေါ့နော်များသောအားဖြင့်နယ်ဘက်တွေပိုင်းမှာဆိုလို့ရှင်အဲ့လိုစနက်ဆိုင်လေးတွေအများကြီးရှိတတ်တယ်တိုကျိုတို့အိုဆာကာတို့မှာဆိုရင်လည်းရှိပါတယ်ကျိုတိုတို့ဘာတို့မှာဆိုရင်လည်းရှိတယ်ပေါ့နော်အဲ့တော့စနက်ဆိုတဲ့ဥစားမျိုးပေါ့သူက level ကမြင့်တယ်လေဗယ်မြင့်တယ်ဆိုတာကအဥပမာပေါ့နော်ရိုးရိုး level မြင့်တဲ့ club ဆိုတဲ့ဥစ္စာမျိုးရှိရမှာเนาะ club ဆိုလို့ရှိရင် club ဆိုလုံးဝကမယ်ဆိုမယ် DJ တွေပါပဲပါမယ်ပေါ့เนาะပြီးတော့ဒီ pub ဆိုတဲ့ဥစ္စာရှိတယ် pub ပေါ့เนาะသူကကြောက်လုံးဝလုံးဝအရက်ဆိုင်အရက်ဆိုင်ဖြစ်တဲ့အတွက်သူကလည်းအရက်တောက်လို့ရတယ်အဲတချို့နေရာလေးဆို never bar ကလို့ရတယ်ဥစ္စာမျိုးရှိရပေါ့เนาะသူထပ်နည်းနည်းလေးပို့ပြီးတော့အဲအဲ့လိုမျိုးပေါ့ဟို family type ဆန်တဲ့ ဆိုင်လေးတွေနည်းနည်းကျင်းတဲ့နေရာလေးဆို snack ခုဆိုပြီးတော့ခေါ်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့ snack ခုဆိုတာကမဟုတ်ကိုပြောတာမဟုတ်ပါဘူးသူတို့စီမှာအဲ့လိုမျိုးကာရာအိုကေပါတယ်အဲဆက်လို့တောက်လို့ရတဲ့အရက်ဆိုင်မျိုးလေးကို snack ခုဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခါလမ်းသွားလို့ရှင့်အဲ့လို snack ဆိုတဲ့ဥစ္စာမျိုးလေးရေးထားတာတော်တော်များများမင်းမကြည့်လို့မသိတာပါဗောနော်အဲ့တော့လမ်းနေပါပါအဲ့လိုမျိုးဆိုင်းဘုတ်လေးတွေ့ရတတ်တယ်ကျွန်မမနေလေးဆိုရင်ဗောနော်အဲ့တော့ဒါမျိုးလေးတွေလိုက်ပြီးတော့ရှာကြည့်ပါဦးနော်โอเคအဲ့တော့အခုကျွန်တော်ပြောသွားခဲ့တဲ့အရာတွေကကြာတော့ဟို ပုံမှန်သုံးနေကြမဟုတ်ဖ ೇನೆ တူတူချာချာလေးသုံးတဲ့ခါတာခဏစကလုံးလေးတွေမိတ်ဆက်ပေးခရာဖြစ်ပါတယ်သဘောကျမယ်လို့လည်းယုံကြည်ပါတယ်အဲ့တော့အဲ့ဒါကြီးကုံလုံးကျွန်တော်ကပေါ့နော်ဝါစေးအေးကိုဆိုပြီးတော့ခေါ်တယ် made in japan အဲအင်္ဂလိပ်စကလုံးတွေပေါ့နော်အဲ့ဒါအပြင်ကျွန်တော်နေ့စဉ်ဘဝမှာအရန်ကိုရင်းနေနေအရန်နေတိနေလုံးလို့အဲ့လိုမျိုးပေါ့နော်ဟို ထည့်ပြီးတော့ပြောစရာမလိုတော့တဲ့အလိုဝါဆဲအဲကောကြီးလည်းရှိသေးတယ်ပေါ့နော်ဥပမာဆိုဒီမှာရေးထားတဲ့အတိုင်း convenience တို့ပါလို့ convenience တို့အလိုကောက်ခေါ်တယ် super လို့ပြောလိုက်လို့ရှိ SUV က super ဆိုတာကကျွန်တော်သိထားတာကအာကောက်နေ super good ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ super လို့ကျွန်တော်ပြောလိုက်လို့ရှိရင်ဒါ supermarket ကိုပြောတာပေါ့နော်ပြီးလို့ရှိရင် remote con ဆိုလို့ရှိရင်လည်းဒါ remote control ကိုပြောတာ personal con ဆိုလည်းအဲ့လိုပဲပေါ့နော် personal computer laptop ကိုသူတို့က laptop ပို့တယ်လို့မျိုးမခေါ်ဘူး personal con ဆိုပြီးတော့ခေါ်တယ်ပြီးရင်အဲ့လိုဟိုတော်တော်များများသုံးတာဆိုလို့ရှိရင်ဒီ kitchen car ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာမှာဆိုလို့ရှိရင် food food truck ဆိုပြီးတော့ခေါ်မယ်ထင်တယ်အဲ့လိုအဲ ုတ်ရောင်းတဲ့ကားတွေပါဆို food truck ဆိုပြီးတော့ခေါ်ရပေါ့နော်အဲ့တော့ food တို့ truck ခုကျွန်တော်ခုတဲ့ kitchen car ဆိုပြီးတော့တို့ကခေါ်ပါတယ်ဂျပန်ဘာသာစကားမှာဆိုရင်ပေါ့နော် deposit ဆိုလည်းအဲ့လိုပဲကုန်တိုက်ကိုခေါ်တာဖြစ်ပြီးတော့ကိုယ့်ရဲ့ကားပေါ့နော်ကိုယ့်ရဲ့ကားကိုစီးရဲ့ကားဆိုလို့ရှိရင် my car ဆိုပြီးတော့ခေါ်တာမျိုးလေးလည်းရှိသေးပါပေါ့နော်ဒါလည်းချစ်စရာကောင်းတဲ့အဲအလုံးရင်းနေနေတည်ထားပြီးဖြစ်တဲ့ခါတကနာလေးဖြစ်တဲ့အတွက်ဒီလိုမျိုးဥစ္စာလေးတွေကအဲအရှိမပြောခဲ့ရဲ့ဆယ်လုံးဆိုလို့ရှိရင်တို့တွေနဲ့တဖွဲ့တဲ့ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ထူးခြားနေရမျိုးလေးပဲရှိတာဆိုတော့အဲ့တော့ အော်ဘလို့တော့ရလေခတာခဏလေးဒီကလေးဒါချစ်စရာကောင်းတယ်ပေါ့နော်အဲ့တော့အဆုံးသက်လေးအနေနဲ့ကျောဘာသာစကားလေးလာတဲ့အခါကြလို့ရှိပေါ့နော်ဟိုဘာလို့လူမျိုးကြီးဖြစ်နေရလဲဆိုရဲအဲ့လိုမျိုးရှူတောင်းကနေမဟုတ်ဖဲနေပေါ့နော်ဒါဒီကျွန်တော်တို့အစ်တစ်တွေကိုလေးလာရတာဒါသူတို့အထူးသဖြင့်ပေါ့နော် တခြားသူရဲ့ကိုကိုဘာသာစကားမဟုတ်ဘဲနဲ့တခြားသူရဲ့ဘာသာစကားကိုလေ့လာတဲ့အခါကျရင်ကိုကအာစိတ်ဝင်စားဖို့ကောင်းနေဆိုရယ်ရှူတောင်းကနေလေ့လာပြီးရဲဆိုလို့ရှိရင်သူတို့တွေကလည်းကိုနိုင်ငံကိုဘာသာစကားပေါ်မှာထားတဲ့အမြင်အပြောင်းသွားမယ်ပေါ့နော်အဲ့တော့ 哦。Oh. ခက်လိုက်တာဘာလို့ဒီလိုကြီးဖြစ်နေရမျိုးဆိုရယ်အဲ့လိုမျိုးရှိတာမဟုတ်ဘဲနဲ့အဲ့လိုမျိုးလေးပေါ့နော်အချစ်စရာကောင်းတယ်ဆိုရယ်ရှိရောင်လေးကနေလိလာပေးမယ်ဆိုလို့ရှိရင်စာရင်အများကြီးပုံမှန်မိပြီးတော့ပို့ပို့ပြီးတော့လိလာခြင်းစိတ်တွေတိုးပွားပြီးတော့နောက်ဆုံးကကြတော့ကိုယ့်အတွက်ပဲအကျိုးရှိရာဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုရှိရောင်လေးကနေအဲစာလေးတွေချက်ပေးဖို့အတွက်ဒါအကြံပြုပါရယ်ပေါ့နော်အလုံးလည်းအဲ့လိုအဲချက်နေကြရဲဆိုတာကယုံကြည်ပါရယ်ဒါ just reminder လေးပေါ့နော်အဲ့တော့ဒါကဒုတိယအပိုင်းအနေနဲ့တင်ဆက်ခဲ့ရာဖြစ်ပါရယ်ကဲဒီလိုမျိုးသဘောကျရယ်ဆိုလို့ရှိရင်ကျွန်တော်ကွန်မန်လီမန့်ခဲ့ပေးပါအောင်ပြီးတော့အရှိကခါတက ခဏဆယ်လုံးနဲ့မှာဆိုလို့ရှိရင်ဘယ်ဆယ်လုံးက shock အဖြစ်စေဘယ်ဘယ်စကလုံးကပေါ့နော် shock အဖြစ်စေခဲ့ဆုံးလဲဆိုတဲ့ဥစ္စာလေးလည်းတစ်ချက်ပြပြီးတော့ comment လေးပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ညော်နေမိမယ်ထင်တယ်အဲ့တော့ okay နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ပေါ့နော်နောက်ထပ်ဆယ်လုံးကဘာဖြစ်ရင်ကောင်းမလဲအင်းဒီပထမတစ်ခေါက်ကခန်းကြီးပြောခဲ့ဒီခေါက်ကကြတော့ခါတခဏပြောခဲ့ဆိုတော့တစ်ချက်ကျွန်တော်လည်းစဉ်းစားကြည့်လိုက်ပါအောင်မယ်စောင့်ကြည့်ပြတဲ့ကျေးဇူးများတင်ပါတယ်တတား